MATO ကအမေရိကန်နှုတ်ထွက်ရင်အီလိုမတ်သွန်အားပေးလားအပီလာမှာကြားရောက်တော့မယ်86နှစ်မြောက်နေတော့အဖွဲအနက်ကဟာဟန်ချင်းမညီတဲ့အရေးရောင်တွေမြင်တွေ့လာရတဲ့အတွက် MATO ကနေအမေရိကန်နှုတ်ထွက်ဖို့အီလိုမတ်သွန်အားပေးလာကြောင်းအပီသတင်းမှာပါရှိပါတယ်မြောက်အက်တလန်တိတ်စားကြောအဖွဲ့ MATO ကနေအမေရိကန်နှုတ်ထွက်ဖို့သွန်အားပေးခဲ့ပြီး ဥရောပကိုကာကွယ်ရေးအတွက်အမေရိကန်ကအကြိုးပြုပြီးရန်ပုံငွေတွေပေးဆောင်နေရတာကသိပ္ပံမရှိဘူးလို့အီလွန်မတ်ကပြောကြားလာတာဖြစ်ပါတယ်။ယူကရိန်းအရေးနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဥရောပတို့အကြားညှင်းပွားဖွယ်ရအခြေအနေအနေငယ်ဖြစ်ပေါ်နေတာကြောင့်အခုလိုအမေရိကန်နှောက်ထွက်ဖို့အကြောင်းဖန်လာတာဖြစ်ကြောင်းလိလသူတွေကခံမှန်းသုံးတက်ထားကြပါတယ်။အမေရိကန်နှောက်ထွက်ဖို့တောင်းအားပေးခဲ့တဲ့အကြောင်းကိုဝါရှင်တန် DC ရှိ အင်ဖြူတော်ဘဲဥပုံယုံမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်မိခုံပြောနေစဉ်အတွင်းမှာအီလွန်မတ်ကအခုလိုတိုက်တွန်းပြောကြားလာတာဖြစ်ပါတယ်။မတ်လ6ရက်နေ့က MATO နဲ့အမေရိကန်တို့အကြမ်းထိတွေ့ဆက်ဆံမှုကိုအချိန်ညှိဖို့အတွက်အသေးစိတ်ဆွေးနွေးခဲ့ပြီး GDP ရခိုင်နှုန်းအချုပ်ကိုနိုင်ငံတော်ကာကွယ်ရေးအသုံးစရအတွက်ထပ်တွင်အသုံးပြုဖို့လည်းဆွေးနွေးညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းသမ္မတထရကပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နောက်ပိုင်းကလေးက နေသူစီးလုံးညီညွတ်မှုအပေါ်တန်တရားဝင်နေတာဖြစ်ပြီးအမေရိကန်ထောက်ခံမှုတွေနဲ့ပတ်သက်ပြီးချိန်ဆနေကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။